မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဘေးရန်ရဲ့အသွေအသွေကကင်းဝေးပြီးကိုယ်စိတ်နှပါလုံခြုံအေးချမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။အခုချိန်ကစပြီး PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ကျွန်တော်မောင်သိန်းပါ။ဒီကနေ့မတ်လ18ရက်တနင်္လာနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစဉ်တွေကတော့ဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနဲ့ AR တိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များအစည်းအဝေးပြုလုပ်တဲ့သတင်း။ အကြံဖတ်စေအုပ်စုရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်2023ခုနှစ်ကနေ2025ခုနှစ်အတွင်းကလေးငယ်ပေါင်း382ဦးသေဆုံးခဲ့တဲ့တဲ့။နောင်ချိုမြို့မှာအကြံဖတ်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်တန်ကားတော်အပါအဝင်ပြည်သူလူထု9ဦးသေဆုံးပြီး18ဦးထိခိုက်ဒဏ်ရာရတဲ့တဲ့။ပဲခူးရန်ကုန်စစ်စင်ရေးအပါအဝင်တောင်ပိုင်းစစ်ဒေသတွေမှာအထူးစစ်စင်ရေးအဖြစ် SOF တပ်ကမဟာမိတ်တပ်တွေနဲ့အတူစစ်ရေးအရှိန်မြှင့်မဲ့တဲ့။အကြံဖတ်စစ်ကောင်စီကစစ်ကြောင်းထိုးတာနဲ့ တစ်ခိုးထုတ်တာတွေကိုတားဆီးဖို့အတွက်အုပ်ဖို့မျိုးနဲ့အပိုင်းပကိုးရိုးမအတွင်ဖြတ်တန်းသွားလာတာတွေမပြုတ်လို့ဖို့အတိပေးချက်ထုတ်ပြန်တဲ့သတင်းနဲ့ဒီနေ့အတွက်မြန်မာနိုင်ငံတဟုံးကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပေါဝင်တဲ့ဆေးရနာရှင်တော်လန်ยีဆန္ဒပြလူလူတပိတ်သတင်းတွေပဲဖြစ်ပါတယ်။ဓမ္မအုပ်ဆုံးတင်ဆက်မဲ့သတင်းကတော့ဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟုကော်မတီနဲ့ AOR တိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များအစည်းအဝေးပြုလုပ်တဲ့သတင်းပါ။ မြူသားညီညွတ်ရေးအစိုးရဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနဲ့ AOR တိုင်းမှပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွဲဆုံဆွေးနွေးပွဲအစည်းအဝေး၃မြင်းဆောင်2025ကိုမတ်လ16ရက်နေ့ကမနက်10:00နာရီအချိန်မှာပြုလုပ်ခဲ့ကြပါတယ်။အစည်းအဝေးမှာဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအတွင်းရေးမှူးအဖွဲ့ဝင်ပြည်ထရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနတွဲဖက်အတွင်းဝင်ရဲ့ဆွေးနွေးမှုနဲ့စတင်ခဲ့ပါတယ်။အရင်နောက်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှာ ုပ်ချုပ်ရေးဆိုင်ရာပေါင်းဆက်လုပ်ငန်းများနဲ့ပတ်သက်တဲ့သိရှိလိုတာများကိုဆွေးနွေးခဲ့ကြရာဝန်ကြီးဌာနအသီးသီးရဲ့တာဝန်ရှိသူများမှပြန်လည်ဖြေကြားခဲ့ပါတယ်။အဆိုပါတွဲဆုံမွဲကိုအမြဲတမ်းအတွင်းဝင်များဒုတိယအတွင်းဝင်များတွဲဖက်အတွင်းဝင်များဌာနဆိုင်ရာများမှတာဝန်ရှိသူများနဲ့ ERR တိုင်းမှမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များတက်ရောက်ခဲ့ကြတယ်လို့ပြည်ရေးရေးနှင့်လူဝေမှုကြီးကြပ်ရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့အကြံဖတ်ဆေးဥစုရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်2023ခုနှစ်ကနေ2025ခုနှစ်အတွင်းကလေးငယ်ပေါင်း382ဦးသေဆုံးခဲ့တဲ့သတင်းပါအကြံဖတ်ဆေးဥစုရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်2023ခုနှစ်ကနေ2025ခုနှစ်မတ်လ16ရက်အတွင်းကလေးငယ်ပေါင်း382ဦးသေဆုံးခဲ့ရတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရလူ့ကွင်ရေးဆိုင်ရာဝန်ကြီးဌာနကဒီကနေ့မှထုတ်ပြန်လိုက်ပါတယ်လူ့ကွင်ရေးဆိုင်ရာဝန်ကြီးဌာနရဲ့မှတ်တမ်းတင်ထားတဲ့အချက်အလက်တွေအရာ 2023ခုနှစ်ကနေ2025ခုနှစ်မတ်လ16ရက်အတွင်းအကြံဖတ်စေအုပ်စုကအရက်သားပြည်သူဆိုင်ရာနေရာများကိုလေကြောင်းတိုက်ခိုက်မှု2190မှုပြုလုပ်ခဲ့ပြီးအဲ့ဒီတိုက်ခိုက်မှုများကြောင့်ကလေးငယ်ပေါင်း382ဦးအသက်ဆုံးရှုံးခဲ့ရတယ်လို့ဖော်ပြထားတာပါအကြံဖတ်စေအုပ်စုရဲ့အများပြည်သူဆိုင်ရာနေရာများကိုတိုက်ခိုက်မှုနဲ့ကလေးသူငယ်များအပေါ်ထိခိုက်တေကျေစေမှုများကနိုင်ငံတကာလူသားချင်းစာနာမှုဥပဒေ International Humanitarian Law ကတားမြစ်ထားတဲ့အချက်များကို ပြောင်ပြောင်တင်းတင်းကျူးလွန်ခြင်းဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အထူးသဖြင့်လက်နက်ကင်ပြိပခါများအတွင်ကလေးသူငယ်များအားကာကွယ်ပေးရမယ့်အချက်များကိုကျူးလွန်ဖောက်ပြက်ပြီးကလေးသူငယ်များအပေါ်ကြီးမားတဲ့ကျူးလွန်မှု၆မျိုးမှာအပါအဝင်ဖြစ်တဲ့ကလေးသူငယ်များကိုထိကိုက်တည်ကြည်စေခြင်း၊တပ်ဖြတ်ခြင်းဆိုတဲ့အချက်ကိုထင်ထင်ရှားရှားကျူးလွန်ရာရောက်တယ်ဆိုတာနဲ့ကလေးသူငယ်များအခွင့်အရေးဆိုင်ရာစာချုပ်ပါကလေးသူငယ်များရဲ့အသက်ရှင်ခွင့်ဖွံ့ဖြိုးတိုးတက်ခွင့် ပါဝင်ခွင့်နဲ့ကာကွယ်မှုရရှိပိုင်ခွင့်များကိုချိုးဖောက်ရာရောက်တယ်လို့ဖော်ပြထားပါဗျာ။အကြံဖတ်စေုပ်စုကရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့စင်ရရနာပရိယတ်တိစာတင်တိုက်ကိုမတ်လ16ရက်ညနေ9:30အချိန်မှာ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာတန်ကားတော်နှစ်ပါးအသက်18နှစ်အောက်ကိုရင်၅ပါးအရက်သားပြည်သူအမျိုးသားတဦးအမျိုးသမီးနှစ်ဦးစုစုပေါင်း10ဦးအသက်ဆုံးရှုံးခဲ့ရပြီးထိခိုက်ဒဏ်ရာရရှိသူအများပြားရှိခဲ့ပါဗျာ။ အဲ့ဒီတိုက်ခိုက်မှုမတိုင်ခင်နှစ်ရက်အလိုမတ်လ14ရက်နေ့ညနေပိုင်းမှာလဲအကျန်းဖတ်ဆေးအုပ်စုအနေဖြင့်မန္တလေးတိုင်းစင်ကူးမြို့နယ်လက်ပံလကျွော်ရဲ့ဈေးကိုလေကြောင်းမှတိုက်ခိုက်ခဲ့တာကြောင့်လေးလသားအွယ်ကလေးငယ်တဦးအပါဝင်ကလေးသူငယ်စုစုပေါင်း6ဦးနဲ့အရက်သားပြည်သူ22ဦးအသက်ဆုံးရှုံးခဲ့ရပါတယ်။အကျန်းဖတ်ဆေးအုပ်စုကအများပြည်သူတွာလာနေတဲ့ဈေးနဲ့သာသနိကအဆောက်အဦများကိုရည်ရွယ်ချက်ရှိရှိဖြင့်လေကြောင်းမှတိုက်ခိုက်တဲ့အဲ့ဒီလုပ်ရက်တွေကို လူ့ကိုယ်ရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့အပြင်းထန်ရှုံချတယ်လို့ဖော်ပြထားပါတယ်။အကြံပတ်စုပ်စုအနေဖြင့်အများပြည်သူဆိုင်ရာနေရာများကိုရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခြင်းကိုမဟာဗျူဟာတရက်အနေဖြင့်ကြဲကြဲပြန့်ပြန့်ကျင့်သုံးနေပြီးအဲ့ဒီလိုတိုက်ခိုက်ခြင်းကြောင့်ကလေးသူငယ်များအပါအဝင်အရက်သားပြည်သူများရဲ့အသက်ဆုံးရှုံးမှုကိုဖြစ်ပေါ်စေခဲ့ပါတယ်။ခုတင်ဆက်ပေးမယ့်သတင်းကတော့နောင်ချိုမြို့မှာအကြံဖတ်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် တန်ဃာတော်အပါအဝင်ပြည်သူလူထု၉ဦးသေဆုံးပြီး၁၉ဦးထိခိုက်ဒဏ်ရာရတဲ့တဲ့င်းပါအကြံဖတ်စစ်ကောင်စီတပ်ကနောင်ချိုမြို့စင်ရနာပရိယတ်တိစာတင်တိုက်ကိုမတ်လ၁၆ရက်နေ့ကညနေ9:30မိနစ်30အချိန်မှာလေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့်တန်ဃာတော်အပါအဝင်ပြည်သူလူထု၉ဦးသေဆုံးပြီး၁၉ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ PSLFTNL သတင်းနှင့်ပြန်ကြားရေးဌာနကဒီကနေ့မှထုတ်ပြန်ပါတယ်အကြံပတ်စစ်ကောင်စီတပ်ကစစ်ဘေးရှောင်တွေနေထိုင်တဲ့စင်ရနာပရိယတ်တိစာတင်တိုက်ကို Jet Fighter နဲ့ ်ပေါင်250ဘုံလေးလုံးကျဲချတဲ့အပြင်စက်တနက်တွင်လည်းပါတိုက်ခိုက်ခဲ့တာလို့ TNL ကပြောပါဗျ။ဘုံကြောက်ရောက်ပောက်ကွဲမှုကြောင့်စာတင်တိုက်အတွင်ရှိရဟန်း2ပါးနဲ့တာမဏေ4ပါးအမျိုးသား2ဦးနဲ့အမျိုးသမီး2ဦးစုစုပေါင်း9ဦးဘုံစားထိမှန်ပြီးတိတ်ဆုံးသွားခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါဗျ။ဒါအပြင်တန်ဃာတော်73ပါးနဲ့ပြည်သူလူထု၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးပြည်သူလူထုနေအိမ်နဲ့ကျောင်းဆောင်အများအပြားလည်းဘုံကြောင့်ထိမှန်ပျက်စီးသွားခဲ့တယ်လို့ဆိုပါရယ် အကြံဖတ်စစ်ကောင်စီတပ်ရဲ့ဘုံကျဲချမှုကြောင့်ဒဏ်ရာရရှိခဲ့တဲ့လူနာများကိုပလောင်ပြည်နယ်လူမြောက်ရေးတပ်ဦး PSLF DNLA တပ်ဖွဲ့ဝင်တာဝန်ရှိသူတွေနဲ့ပြည်သူတွေကဝိုင်းဝန်းပြီးစေကူတဖို့ဥဆောင်ပေးခဲ့ကြပါတယ်။အကြံဖတ်စစ်ကောင်စီတပ်ဟာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအယက်သားပြည်သူတွေကိုရည်ရွယ်ချက်ရှိရှိဥတီဘုံကျဲတိုက်ခိုက်နေတာကြောင့်မိဘပြည်သူတွေအနေနဲ့အကြံဖတ်စစ်ကောင်စီဘုံကျဲတိုက်ခိုက်မှုကရှောင်ရှားနိုင်ဖို့ စီရေးအမြဲတည်းရှိဖို့လိုအပ်ပြီးလေချောင်းရံကာကွယ်နိုင်ဖို့လေချောင်းရံကာကွယ်ဆိုင်ရာနီလန်းတွေလိုက်နာဆောင်ရွက်ဖို့လိုအပ်တယ်လို့အတိပေးထားပါဗျ။ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ပဲခူးရန်ကုန်စစ်စင်ရေးအပါအဝင်တောင်ပိုင်းစစ်ဒေသတွေမှာအထူးစစ်စင်ရေးအဖြစ် SOF တပ်ကမဟာမိတ်တပ်တွေနဲ့အတူစီရေးအရှိန်မြှင့်မဲ့သတင်းပါ။ ပဲခူးတိုင်းနဲ့ရန်ကုန်တိုင်းစစ်စင်ရေးတွေအပါအဝင်တောင်ပိုင်းစစ်တေတာတွေမှာအထူးစစ်စင်ရေးတပ်ဖွဲ့ SOF အနေနဲ့အထူးတပ်ဖွဲ့တရင်တွေတိုးချဲ့ဖွဲ့စည်းပြီးမဟာမိတ်တပ်တွေနဲ့အတူလာမယ့်2025ခုနှစ်အတွင်းစစ်ရေးအရှိန်မြင့်မယ်လို့အတည်ပြုထုတ်ပြန်ထားပါတယ်။အထူးစစ်စင်ရေးတပ်ဖွဲ့ SOF ဟာအမျိုးသားညီညွတ်ရေးအစိုးရပြည်သူ့ကာကွယ်ရေးတပ်မတော်တောင်ပိုင်းစစ်တေတာရဲ့လက်ယုံအထူးတပ်ဖွဲ့တစ်ခုဖြစ်ပါတယ်။ အခုလိုစီးရေးအရှိန်မြင့်ပေါ်ဆောင်နိုင်မှုအတွက်အထူးတပ်ဖွဲ့တရင်တွေတိုးချဲ့ဖွဲ့စည်းနိုင်မှုအတွက်အထူးစစ်စင်ရေးတပ်ဖွဲ့ SOF P29999 အထူးတပ်ဖွဲ့ကတင်နန်းလေ့ကျင့်ရေးအပတ်စဉ်ရှစ်အတွက်တင်နန်းသားတင်နန်းသူတွေကိုစတင်ခေါ်ယူနေပြီလို့အသိပေးထားပါဗျ။ပဲခူးရန်ကုန်စစ်စင်ရေးအပါဝင်တောင်ပိုင်းစစ်ဒေသရဲ့အရေးပါတဲ့စစ်စင်ရေးနယ်မြေတွေမှာမဟာမိတ်တိုင်းရင်းသားလူမျိုးစုတော်လှန်ရေးအဖွဲ့အစည်းတွေ MOD လက်အောက်ခံတရင်တပ်ဖွဲ့များ LPDF တွေနဲ့အတူလက်တွဲပြီးတော့2025ခုနှစ်အတွင်းစည်ရေးအရှိန်မြင့်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ဒါကြောင့် SOF နဲ့အတူဆရာနာရှင်စနစ်ကြဆုံးရေးနဲ့ Federal Democracy နိုင်ငံတော်အစ်တီဆောက်ရေးအတွက်အဆုံးသတ်တိုက်ပွဲဆင်နွှဲဖို့အတူတကွလက်တွဲတိုက်ပွဲဝင်လို့တဲ့လူငယ်အမျိုးသားအမျိုးသမီးတွေကိုဂုံယူဝမ်းမြောက်စွာကြိုဆိုလက်ခံနေတယ်လို့ဖော်ပြထားပါတယ်။ ထပ်မံတင်ဆက်ပေးမယ့်သတင်းကတော့အကြံဖတ်စစ်ကောင်စီကစစ်ကြောင်းထိုးတာနဲ့တစ်ခိုးထုတ်တာတွေကိုတားဆီးဖို့အတွက်အုပ်ဖို့မြို့နယ်အပိုင်းဘကူရိုးမှအတွင်ဖြတ်တန်းသွားလာတာတွေမပြုလုပ်ဖို့အတိပေးချက်ထုတ်ပြန်တဲ့သတင်းပါဘကူတိုင်းတာယာဝတီခရိုင်အုပ်ဖို့မြို့နယ်အပိုင်းဘကူရိုးမှအတွင်မှာအကြံဖတ်စစ်ကောင်စီကစစ်ကြောင်းထိုးတာနဲ့တစ်ခိုးထုတ်တာတွေကိုတားဆီးနိုင်ဖို့အတွက်မတ်လ16ရက်နေ့ကစတင်ပြီးတော့မော်တော်ယာဉ်၃ဘိန်းဆိုင်ကယ်ကျွဲနွားတွေကိုဖြတ်တန်းသွားလာခြင်းမပြုလုပ်ကြဖို့အတွက် ။ဒါယဝရီ KI တရင်3800နှစ်တခွဲလေးမြေရောက်ပျောက်ကြားတပ်ဖွဲ့အုပ်ဖို့ကအတိပေးချက်ထုတ်ပြန်လိုက်ပါရယ်။အခုလိုတားမြစ်ချက်ထုတ်ပြန်ရတာကစစ်စင်ရေးတွေကြားပြည်သူတွေကိုမထိခိုက်စေဖို့နဲ့တစ်တော့တယံစာတာတွေတရားမဝင်ခိုးထုတ်မှုတွေကိုထိထိရောက်ရောက်ရေးယူနိုင်ဖို့အတွက်ပြည်သူတွေအနေနဲ့လိုက်နာပေးကြဖို့မြေရောက်ပျောက်ကြားတပ်ဖွဲ့အုပ်ဖို့ကမေတ္တာရက်ခံထားပါရယ်။ဒါယဝရီ KI တရင်3800နှစ်တခွဲလေးမြေရောက်ပျောက်ကြားတပ်ဖွဲ့အုပ်ဖို့တပ်ဖွဲ့အနေနဲ့ ်တစ်တော်တယံဇာတာတွေကိုကာကွယ်ထိန်းသိမ်းနေတယ်လို့အကြံဖတ်စစ်ကောင်စီအတွက်ဝင်ငွေရှာပေးနေတဲ့တရားမဝင်တစ်ခိုးထုတ်မှုတွေကိုဖမ်းဆီးအရေးယူနေတယ်လို့ဖော်ပြထားပါဗျ။ဒါအပြင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဖြစ်တဲ့အတွက်ဂိတ်ကြီးစက်ကြီးကောက်ခံခြင်းတစ်ခိုးထုတ်ခြင်းတွေကိုလုံးဝလုံးဝလုံဆောင်ခြင်းမရှိဘဲအခြားတော်လှန်ရေးအဖွဲ့အစည်းတွေမှ လုံဆောင်ခြင်းကိုလည်းလက်မခံဘူးလို့အတိပေးထုတ်ပြန်ထားပါဗျ။ အခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆေးရနာရှင်အမြင့်ပြတ်ချေမွန်ကြီးလူမှုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ရေမာပင်မြို့နယ်မှာအောင်လန်လှိမြီရွှေကြီးတပိတ်စစ်ကြောင်းကအကြံဖတ်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လန်ပြည်သူတွေကအောင်လန်လှိမြီရွှေကြီးတပိတ်စစ်ကြောင်းဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြံဖတ်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။စကိုင်းတိုင်းဆလင်းကြီးမြို့နယ်လက်ပရောင်းတောင်ဒေသခံပြည်သူတွေက အပြည်ပြည်ဆိုင်ရာအလုံသမားအဖွဲ့အစည်းရဲ့ပုံမှန်33ရာအကြမ်းဖက်စစ်ကောင်စီကိုချက်ချင်းအေးအေးယူနိုင်ရေးအတွက်ဒီကနေ့မှဆန္ဒပြချီတက်ခဲ့ကြပါဗျ။ဆန္ဒပြတော်လှန်ပြည်သူတွေက ILO Implement Article 33 on Myanmar Now 2025ဆိုတဲ့စာသားကန်ဆွဲပြီးအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေနဲ့ဆန္ဒပြချီတက်ခဲ့ကြတာပါ။ စကိုင်းတိုင်းရင်းမာပင်မြို့နယ်မြောက်ချမ်းကျွေးရများတပိတ်ကအပြည်ပြည်ဆိုင်ရာအလုံသမအဖွဲ့စည်းရဲ့ပုံမှန်33ရအကြံဖတ်စစ်ကောင်စီကိုချက်ချင်းအေးအေးယူနိုင်ရေးအတွက်ဒီကနေ့မှဆန္ဒပြချီတက်ခဲ့ကြပါဗျ။ဆန္ဒပြတော်လှန်ပြည်သူတွေကရင်းမာပင်မြို့နယ်မြောက်ချမ်းကျွေးရများတပိတ်နဲ့ ILO Implement Article 33 on Myanmar Now 2025ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြံဖတ်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေနဲ့ဆန္ဒပြချီတက်ခဲ့ကြတာပါဗျ။ စကိုင်းတိုင်းရင်းမာပင်မြို့နယ်ပြည်သူအာမန်တပိတ်စစ်ကြောင်းကအပြည်ပြည်ဆိုင်ရာအလုံသမားအဖွဲ့အစည်းရဲ့ပုံမှန်33အရာအကြံဖတ်ဆက်ကောင်စီကိုချက်ချင်းအရေးယူနိုင်ရေးအတွက်ဒီကနေ့မှဆန္ဒပြချီတက်ခဲ့ကြပါဗယ်ဆန္ဒပြတော်လှန်ပြည်သူတွေကပြည်သူအာမန်တပိတ်စစ်ကြောင်းနဲ့ ILO implement article 33 on Myanmar now 2025ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြံဖတ်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေနဲ့ဆန္ဒပြချီတက်ခဲ့ကြတာပါရမပင်မြို့နယ်မှာအောင်လံလွင့်မြီတောင်းသွင်းဤတပိတ်စစ်ကြောင်းက အကြံဖတ်စစ်တပ်ကြာရှုံးရေးဆန္ဒပြသပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကအောင်လံလွှင့်မီတောင်းသွေးနေတဲ့ပိတ်စစ်ကြောင်းဆိုတဲ့စာသားကိုကန်ဆွဲပြီးအကြံဖတ်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ရမပင်မြို့နယ်ရဲ့နောက်ပြန်ဖလှယ်ကြီးဒီတော်လန်ရေးတပိတ်စစ်ကြောင်းကအကြံဖတ်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။တော်လန်ပြည်သူတွေကနောက်ပြန်ဖလှယ်ကြီးဒီတော်လန်ရေးတပိတ်စစ်ကြောင်းနဲ့ ILO Implement Article 33 on Myanmar Now 2025ဆိုတဲ့စာသားကိုကိုင်ဆောင်ပြီးအကြံဖတ်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါဒေသခံတော်လှန်ပြည်သူတွေကနေမြေမငြိမ်တက်မှုကြားတွေကနေပဲအကြံဖတ်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုနေ့စဉ်ပြုလုပ်နေကြတာပဲဖြစ်ပါတယ်ဒါကတော့မတ်လ18ရက်နေ့သတင်းတွေနဲ့လူလူဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။